ီကောင်နေဒီကောင်နေဒီတည်းကြီးတော့တာမှမဖြစ်ဘူး။မဖြစ်ဘူး။ဘာလို့ကာလကရှင်မမျက်နှာကြီးရောင်းလို့လဲ။ဟုတ်လား။သူပေါ်တဲ့အဖြစ်အဲ့ကောင်ကမူးနေတာသူကတည်းကလဲ။မူးရောင်းမရှိဘူး။မောင်လေးမူးလေ။ငါကတော့ငါကတော့တော်လိုက်တော့မှတော်လိုက်တော့မှပဲ။ဟုတ်ကဲ့ငါကလာ။နေလေးယောက်ျားရက်တော့ဒီထဲယောက်ျားကိုရက်တော့ဖြစ်တယ်။အဲ့ရက်တော့တဲ့ကမူးတို့ချိတွဲဒီမှာ။ဘာမှမဖြစ်ဘူး။ဘာမှမကြမ်းကြဘူး။ဟုတ်တယ်နော်။ဒါပေါ့။ဟုတ်မှာမဟုတ်လားဆိုတော့မောင်လေးတို့အတီးတော့။ဟုတ်တယ်နော်။အမမမပြောဘူး။ငါတို့ငါတို့ညှိုးဆန်တာပြငါတို့လက်ခံတယ်။ဒီတော့ကတော့ဆဲချက်တော့ဆဲ။ဒါပေမဲ့ကိုလည်းတော့ဆဲဒါသူကမှားတယ်။ဒါပေမဲ့အဲ့ဒါကိုကိုကြီးလေးယောက်ျားကြီးမှနေလို့ပြည်တယ်နော်။ကိုကြီးလေးယောက်ျားကလည်းချင်း။ဆဲချက်တော့ဆဲ။

ညီကောလမ်းလေးချလို့ရှင်းပြလိုက်ပါအစိုးရပူပူအားဆန္ဒပြတဲ့တောင်ကိုရီးယားရောက်မြန်မာများနဲ့ဘာသာရောက်သူအချို့ခိုက်ရန်ဖြစ်ပွားတောင်ကိုရီးယားနိုင်ငံရောက်မြန်မာများကအစိုးရပူပူဤဖြောပြပွဲအားကန့်ကွက်ဆန္ဒပြနေကြစဉ်ဘာသို့လာရောက်သူမြန်မာအချို့နဲ့ထိတိုက်တွေ့မှုဖြစ်ပေါ်ခဲ့ကြောင်းသိရသည် ဆိုင်ရှင်ဘက်မှလည်းနင်းတို့ဆိုင်သို့လာရောက်သူအားကိုတိလက်ရောက်စော်ကားသည့်အတွက်ဟုဆိုကာရဲတိုင်ကြမိဖြစ်ကြောင်း live လွှင့်ပြောဆိုခဲ့သည်သို့တော့နောက်ဆက်တွဲအမှုဆက်မဖြစ်တော့ကြောင်းဆန္ဒပြရာတွင်ပါဝင်ခဲ့သူများထံမှသိရသည်လေပြေပါနှင့်စားတောက်ဆိုင်တွင်အဆိုတော်ပူပူလာရောက်ဖျော်ဖြေမိဖြစ်ကြောင်းကြေညာခဲ့ရာတွင်တောင်ကိုရီးယားရောက်မြန်မာများမှဝိုင်းဝန်းကန့်ကွက်ခဲ့ကြသည့်အတွက်ကွဲအစီစဉ်ကိုဖျက်သိမ်းကြောင်းဆိုင်ဘက်မှပြန်လည်ကြေညာခဲ့သည့် သို့တော်လည်းမေလ31ရက်နေ့ညပိုင်းတွင်အဆိုတော်ပူပိုတချင်းဆူဆူမဆူဆူဆန္ဒပြကြမည်ဖြစ်သည့်အတွက်ဟုဆိုကာအဆိုတော်ပူပိုအားယင်းဤပါတွင်တချင်းဆူခိုင်းခဲ့ကြောင်းဆိုင်ဘက်ကထပ်မံဖော်ပြလာသည်ကိုလည်းတွေ့ရသည် အဆိုတော်ပူပိုသည်စစ်အာဏာသိမ်းမှုကိုစန့်ကျင်သည့်လမ်းပေါ်ထွက်လှုပ်ရှားမှုများတွင်ပါဝင်ခဲ့ခြင်းကြောင့်2020ခုနှစ်ဧပြီလတွင်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးရာဇသက်ကြီးပုံမှန်905ကဖြင့်ထောင်ဒဏ်3နှစ်ချမှတ်ခံခဲ့ရသည်ယင်းသည်တနှစ်နီးပါးကြာတွင်ပြန်လည်လွတ်မြောက်လာခဲ့သည်ထို့သောစစ်ကောင်စီနှင့်နီးစပ်သည့်အဆိုတော်ယုံလေးကိုရင်ထောင်မှထွက်ထွက်ချင်းကျေးဇူးတင်စကားပြောခြင်းစစ်ကောင်စီနှင့်နီးစပ်သူများနှင့်ထဲထဲဝင်ဝင်ပေါင်းတင်ဆက်ဆံခြင်းများ လူတို့လက်မခံသည့်ကိပါရှုပွဲများကိုစီစဉ်ခြင်းများကြောင့်ပြည်သူလူထုမှရေပေါ်စီနုပညာရှင်အဖြစ်သတ်မှတ်ခံထားရသူတို့ဦးဖြစ်သည်